မလိုအပ်တော့တဲ့အဆောက်အဦတွေနဲ့အနေရများစေတဲ့အဆောက်အဦတွေကိုဖျက်ဆီးတဲ့နေရာမှာဂျပန်တွေကအတော်ဆုံးပဲဖြစ်မှာပါဂျပန်မှာအမြင့်ရှိတဲ့အဆောက်အုံတွေကိုချောကလက်လိုအေးအေးဆေးဆေးဖြစ်တာဟာမျက်မြင်မယုံစရာပါပဲအတန်မရှိဖုံမတစ်ချက်မထမြို့လေကြီးထဲမှာတော့တိတ်တဆိတ်ဖြစ်နေတာဟာတဘာဝကိုလည်းမထိခိုက်ဘူး building degradation method ဆိုတဲ့နည်းနဲ့တရာ50မီတာမြင့်ရှိတဲ့အဆောက်အုံတစ်ခုလုံးကို6လအတွင်းဖျက်သွားနိုင်တယ်။အထက်တိုင်းကို၄ရက်ကြာတက်တက်ရဲရဲဖျက်ပြီးအပြင်ကရှောက်ကြီးနဲ့ဖုံးထားလို့အိမ်သားမှတော့မတိသွားနိုင်လောက်အောင်တိတ်တဆိတ်လုံးပါတယ်။ဂျပန်တွေကနှစ်ပေါင်းများစွာကိုကြိုရောက်နေတာပါ။လူကြီးမင်းတို့ရောဘလို့ထင်မြင်မိလဲပြကွန်မန့်ထဲမှာဝင်ရေးသွားလို့ရပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေတင်ဆက်ပေးအောင်မှာမို့ဒီ channel လေးကို follow လုပ်ထားဖို့လည်းမမေ့ကြပါနဲ့ခဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခဗျ